တန်းတလာရာဒီပွားများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီသနှစ်လုံးစာအတွက်အလောက်ကိုင်းငွေချေးအချစ်ရေးကျမ်းမာရေးအပြင်ပညာရေးတို့ကိုပါဖော်ပြပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျတို့ရာဒီပွား Sagittarius များအတွက် 2025ခုနှစ်အောက်တိုဘာလတလားစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာပထမဆုံးအနေနဲ့အချစ်ရဲအကြောင်းကိုပြောပြပေးပါမယ်ခင်ဗျာလအစမှာကိုကိုကိုပြန်လဲစမ်းစစ်ခြင်းဖြင့်စတင်တဲ့အတွက်အဓိကကျတဲ့ဆက်ဆံရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုအလင်းစလုံးမချပါနဲ့စစ်မှန်မှုနဲ့မိမိကိုယ်ကိုထောက်ပံ့မှုအပေါ်အာရုံစိုက်ပါလလယ်ပိုင်းရောက်လာတာနဲ့များမိသားစုတာဝန်များဒါမှမဟုတ်လက်တွဲပေါ်ရဲ့မိသားစုပြည်နာများကြောင့်ထောက်ပံ့ပေးဖို့လိုအပ်လာနိုင်ပြီး ဒါနေ့စဉ်လုပ်ငန်းဆောင်တာ ਨੇ ကျမ်းမာရေးအပေါ်တက်ရောက်မှုရှိနိုင်ပါတယ်။လားလေပိုင်းမှာတော့တခြားသောဂတိကဝိတွေကြောင့်အချစ်ရေးကိစ္စတွေဟာနောက်တန်းကိုရောက်သွားနိုင်ပါတယ်။တို့တော့လေလားရဲ့နောက်ဆုံးပိုင်းကအမြင်သေးတစ်ခုကိုယူဆောင်လာပေးပြီးလူမှုဆက်ဆံရေးတွေကိုစိတ်ဝင်စားမှုဖြစ်ပေါ်စေကအရင်ကဆက်ဆံရေးဟောင်းတွေကိုပြန်လည်အတက်တွင်းနိုင်ခြေရှိပါတယ်။ဆက်ဆံရေးတွေမှာချစ်ချင်းမေတ္တာရဲ့နှက်ဆိုင်နဲ့အတိတ်ပဲနဲ့ရည်ရွယ်ချက်ကိုရှာဖွေပါ။လကုံပိုင်း ပတ်ဝန်းကျင်မှာဆန္ဒနဲ့ရီမှန်းချက်တွေကိုလိုက်စားဖို့အခွင့်အလမ်းတွေကိုအမိအယဆုပ်ကိုင်မှာကောင်းကင်ဂျိုတွေရဲ့တရှိမှုကိုလက်ခံပြီးမိမိကိုယ်ကိုတရှိနားလည်မှုစိတ်ရှိတီးခတ်မှုနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တို့ဖြင့်စိန်ခေါ်မှုတွေကိုကြော်ဖြတ်ပါဒီလိုလှုပ်ဆောင်ခြင်းအပြင်ဆက်ဆံရေးတွေနဲ့ပௌကလိကဘဝမှာကြီးထွားမှုချိတ်ဆက်မှုနဲ့ပြေဝမှုတို့ကိုပြိုးထောင်ပေးပါလိမ့်မယ်ဆက်လက်ပြီးကျမ်းမာရေးအခြေအနေကိုပြောပြပေးပါမယ်လာအစပိုင်းမှာဂျိုတွေရဲ့တက်ရောက်မှုကြောင့်ကျမ်းမာရေးကတည်ငြိမ်နေပါမယ် ဒါပေမဲ့ကျမ်းမာရေးစောင့်ရှောက်မှုအစီအစဉ်အတွေကိုစတင်ရမှာနောက်နေမှုများကြုံတွေ့ရနိုင်ပါတယ်။လားလေပိုင်းရောက်လာတာနဲ့များစိတ်မတက်မတာဖြစ်မှုတွေယာဒီအလိုက်ကျမ်းမာရေးပြဿနာများပေါ်ပေါက်လာနိုင်ပါတယ်။တို့တော့လေဂျူတွေကစွမ်းအင်တွေကိုတဖြည်းဖြည်းချင်းပြန်လည်ရရှိလာအောင်ကူညီပေးပါလိမ့်မယ်။အားရင်ကောင်းမွန်နေပေမဲ့လည်းလားလေပိုင်းဝင်းကျင်မှာအစာချေဖျက်မှုပြဿနာများလည်းပေါ်ပေါက်လာနိုင်တာကြောင့်နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင်စိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေကိုစီမံခန့်ခွဲဖို့အာရုံစိုက်ဖို့လိုအပ်ပါတယ်။ လရဲ့နောက်ဆုံးပိုင်းမှာတော့အာရင်တွေကဆက်လက်ခိုင်မာနေမှာဖြစ်ပြီးရှစ်ပြီးသားကျမ်းမာရေးပြဿနာများမှလည်းပြန်လည်တက်တာလာနိုင်ပါတယ်။ကျမ်းမာရေးအခြေအနေပုံမကောင်းမွန်လာမယ်ကိုခံအားတိုးလာမယ်ကျမ်းမာရေးစိန်ခေါ်မှုတွေကိုကြော်လာနိုင်ဖို့ခန္ဓာရေးစွမ်းရည်တွေမြင့်တက်လာမယ်လို့မျှော်လင့်နိုင်ပါတယ်။စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကိုရည်တည်ထားပြီးနေထိုင်ခြင်းအပြင်ကျမ်းမာရေးအသားစီးတွေကိုကြော်လွားနိုင်မယ်ကျမ်းမာပျော်ရွှင်မှုကိုပြိုးထောင်နိုင်ပြီးပုံမတန်မာလာပါလိမ့်မယ် ုကိုကိုယူဆိုင်ခြင်းကိုဦးစားပေးမယ်ဆိုရင်ဒီလရဲ့ကောင်းကင်အထောက်ပံ့တွေကိုအကောင်းဆုံးအတုံးချနိုင်ပြီးမျှတာတယ်တဟဇတာဖြစ်တဲ့ဘဝကိုရရှိပါလိမ့်မယ်အခုတခါမှာတော့ငွေကြေးဗန္နာရဲ့အခြေအနေစောင်းရန်ရှောင်းရန်များကိုပြောပြပေးပါမယ်ဒီလမှာစေတနာမှန်တဲ့ကျူပန်းအားထုတ်မှုတွေနဲ့အပြုတ်ဘောဆောင်တဲ့အကြံဉာဏ်များဟာအလွန်ကောင်းမွန်တဲ့ရလဒ်တွေကိုဘေးစွမ်းမှာဖြစ်ပြီးရေရှည်အချိုးမြတ်တွေရရှိစေကစိတ်သက်ခွန်အားကိုမြင့်တင်ပေးပါလိမ့်မယ်ကံကောင်းခြင်းကကိုယ့်ဘက်မှာရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ပြန်လည်တုံးတက်ပြီးစီမံကိန်းချမှုနဲ့မဟာဗျူဟာကိုပြန်လည်ပြုပြင်ဖို့အကောင်းဆုံးအချိန်ပါပဲ။ပြင်ဆင်မှုများပြုလုပ်ထားခြင်းကြောင့်ငွေကြေးဆိုင်ရာပန်းတိုင်တွေကိုအောင်မြင်နိုင်ခြင်းရှိပါတယ်။လရဲ့အချိန်အများစုမှာကောင်းမွန်တဲ့ငွေကြေးအခြေအနေတွေရှိနေမှာဖြစ်ပြီးလော်ကီဆိုင်ရာတက်တာချောင်းချမှုတွေကိုပေးစွမ်းပါလိမ့်မယ်။ဒါဟာငွေကြေးရရှိမှုနဲ့မင်္ဂလာရှိတဲ့ကိစ္စရများပေါ်ပေါက်မဲ့ကာလဖြစ်ပါတယ်။တို့တော့လေလကုံကန်ဒီမှာတော့အလင်းစလိုတိုးတက်ဖို့အတွက်ရီမန်းချက်ကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့တွေးဆောင်ခံရနိုင်ပါတယ်တတိထားပါမာရွေးနဲ့ဆုံးဖြတ်ချက်တွေဟာမလိုအပ်တဲ့ဝင်တို့ဝင်မိုးတွေကိုဖြစ်ပေါ်စေနိုင်တာကြောင့်အဲ့ဒီလိုလောဘစိတ်တွေကိုရှောင်ရှားပါအဲ့ဒီအစားတည်ငြိမ်တဲ့တူတက်မှုရရှိပြီးတာအကျိုးမြတ်တွေကိုခိုင်မာအောင်လှုပ်ဆောင်ခြင်းနဲ့အနာဂတ်အောင်မြင်မှုအတွက်ခိုင်မာတဲ့အခြေခံအုံမြင့်ချခြင်းတွေပေါ်အာရုံစိုက်ပါအကောင်းမြင်တဲ့စိတ်နဲ့စင်ချင်တုံတရားကိုချိန်ညှိခြင်းဖြင့်ဒီလရဲ့အခွင့်အလမ်းတွေနဲ့စိန်ခေါ်မှုတွေကို ဉာဏ်ပညာရှိရှိကြော်ဖြတ်နိုင်ပြီးရေရှည်ငွေကြေးကြော်အမှုကိုအာမခံနိုင်ပါလိမ့်မယ်။ဆက်လက်ပြီးအတက်မွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြောပြပေးပါမယ်ခင်ဗျာ။ဒီလဟာအကျိုးဖြစ်ထွန်းစေပြီးအမျက်အစွန်ရရှိစေမယ့်ရလဒ်တွေရောနောပဝင်လာမှာဖြစ်ပေမယ့်လအလေပိုင်းရောက်လာတာနဲ့အများအတက်မွေးဝမ်းကြောင်းဆိုင်ရာဘဝဟာပုံမစိန်ခေါ်မှုများလာနိုင်ပါတယ်။လိုချင်တဲ့ဆုလက်တွေနဲ့အတိမတ်ပြုမှုတွေကိုရရှိဖို့အတွက်နောက်နေမှုတွေနဲ့အခက်အခဲတွေကိုမျှော်လင့်နိုင်ပါတယ်။စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူဆိုရင် စိတ်လိုလက်ရလှုပ်ဆောင်မှုတွေနဲ့ဆုံးဖြတ်ချက်တွေဟာပြဿနာများဖြစ်ပေါ်စေနိုင်ပြီးဉာဏ်ရည်ထက်မြက်တဲ့လှုပ်ရှားမှုတွေနဲ့အချိန်ကိုက်လှုပ်ဆောင်မှုများကရက်တီမှုခိုင်မာစေပါလိမ့်မယ်။အောင်မြင်မှုရရှိဖို့တွင်တီထွင်ဆန်းတဲ့အကြံဉာဏ်များရှိနေပေမယ့်အခွင့်အလမ်းတွေကရှားပါနေနိုင်တာကြောင့်မျော်မှန်းထားတာထက်ညော့နေတဲ့ဒုတက်မှုကိုဖြစ်ပေါ်စေပါတယ်။သို့တော်လည်းလာရဲ့နောက်ဆုံးပိုင်းမှာတော့အလုံးမှာအခွင့်အလမ်းတိတိပေါ်ပေါက်လာခြင်းနဲ့စီးပွားရေးအတွက်ကောင်းမွန်တဲ့ညှိနှိုင်းမှုတွေကြောင့်စိတ်လှုပ်ရှားစရာကောင်းလာပါလိမ့်မယ်။ ဒီလအတွင်းချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တိုင်းဟာအနာဂတ်တိုးတက်မှုအပေါ်တိတာထင်ရှားစွာတည်ရောက်မှုရှိစေမှာဖြစ်လို့အရေးကြီးတဲ့ရွေးချယ်မှုတွေမပြုလုပ်မီလက်တွေ့မြေပြင်အခြေအနေအားလုံးကိုထည့်သွင်းစဉ်းစားဖို့အရေးကြီးပါတယ်။အခုနောက်ဆုံးပညာရေးဆိုင်ရာအကောင်းဆုံးများကိုဆက်လက်ပြောပြပေးသွားပါမယ်ခင်ဗျာ။လအစတွင်ဗမာရဲ့အားလုံးမှာတင်ယူမှုစွမ်းဆောင်ရည်တွေတိုးတက်လာမယ်၊ဗဟုတုတ္တရတွေကျေပြန့်လာမယ်နဲ့ကျွမ်းကျင်မှုတွေပုံမကောင်းမွန်လာမယ်လို့မျှော်လင့်နိုင်ပါတယ်။ဒါပေမဲ့ပြင်းမှုနဲ့စိတ်အားထက်သန်မှုကင်းမဲ့ခြင်းတွေကဝင်ရောက်လာနိုင်ပြီး စာတင်ကြမှုကနေအာယုံပြောင်းသွားစေနိုင်ပါတယ်။ပုံမိုလိလာတင်ယူလေပုံမိုအောင်မြင်မှုတွေရရှိလေပဲဆိုတာကိုတတိယပြီးဒီအဖို့တန်တဲ့အချိန်တွေကိုပညာရှိရှိအသုံးပြုပါ။လားလေပိုင်းဝင်းချင်မှာမိမိကိုယ်ကိုပြန်လဲစမ်းစစ်ခြင်းကအမားတွေကိုဖော်ထုတ်ဖို့၊ကုညီပေးမှဖြစ်ပြီးစ조사မှုကိုမြင့်တင်ဖို့လုံဆော်ပြီးကပုံမိုကောင်းမွန်တဲ့တင်ယူမှုနဲ့တိုးတက်မှုကိုရရှိစေပါလိမ့်မယ်။လားရဲ့နောက်ဆုံးပိုင်းကစီမံကိန်းအောင်မြင်မှုအတွက်အချိန်ပေးဖို့အကောင်းဆုံးဖြစ်ပြီးအောင်မြင်မှုကတေချာသလောက်ရှိပါတယ်။တို့တော်လဲ ပညာရေးကိုအနောက်ရှက်ပေးနိုင်တဲ့ကိုရေးကိုတာနဲ့စိတ်ခံစားမှုဆိုင်ရာပြဿနာများကိုတရိပ်ထားပါလက်ကုံကန်ဒီမှာတော့စွမ်းဆောင်ရည်တွေကိုပြတာဖို့အခွင့်အလမ်းများပေါ်ပေါက်လာနိုင်ပြီးအဲ့ဒီအခွင့်အလမ်းတွေကပေါ်ထုတ်ဖို့စောင့်ဆိုင်နေပါတယ်အာယုံဆိုင်မှုစိတ်အားထက်သန်မှုနဲ့လိုက်လျောညီထွေရှိမှုတို့ကိုထိန်းသိမ်းထားခြင်းအပြင်စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်မယ်အခွင့်အလမ်းတွေကိုအတုံးချနိုင်ပြီးပညာရေးအောင်မြင်မှုရရှိနိုင်ပါလိမ့်မယ်ဒီလအတွက်ကတော့ဒီလောက်ပါပဲခင်ဗျာ ကျွန်တော်တို့ channel ကနေအခုလိုမျိုးယာဒီကွင်လိုက်ကောင်းခြင်းဆိုခြင်းများပြင်ဆောင်းရန်ရှောင်းရန်များကိုပါလာစဉ်လာတိုင်းအတွက်တင်ဆက်ပေးမှာဖြစ်လို့ကျေးဇူးပြုပြီးကျွန်တော်တို့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါရခင်ဗျအချိန်ပေးပြီးနားထောင်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျဘေးရန်နေရခင်ပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံတော့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ